ရွှေသွေးကြနဲ့ရေသူမာလေးအဲ့ဒါနဲ့ရေသူမာလေးဟာသူနေထိုင်ရာရေအောင်နံတော့ကြီးစီပြန်သွားပါရောတဲ့ကွယ်တိတ်နာထောင်လို့ကောင်းတာပဲအဖွားရဲ့နတ်ပြန်ရေသူမာလေးပုံမြင်ဆက်ပြောပြနော်အေးအေးကဲအိတ်တော့အောင်ထုံးဟာပင်လယ်ကမ်းကြီးကတမင်းစိတ်ခေါ်တငါရွာလေးမှနေတယ်သူဟာရေသူမာလေးကိုဆွဲလန်းသွားပြီးရေသူမာလေးကိုစိတ်ကူးနေလို့ညကြရင်လည်းအိတ်လို့မပြောဘူးเจ้ามาแลเยดูมาเลโอใส่กูนี่โลเจ้าตาก็ไม่ไล่နိုင်มู ဟဲ့ထုံးဘာငင်းနေရလဲငါမေးတာဖြေလေငါတာထင်းကြောက်တွေလိုက်ကောက်ပြီးပလားဟဲ့ဟင်းအိမ်လုံးတွေကိုလည်းကုညီလောက်ကိုင်မပေးနိုင်ဘူးချိန်ရှိသေး၍ငင်းနေတွေးနေတယ်ညနေတိုင်းရေသူမလေးပေါ်လာနိုးနဲ့ပင်လယ်ပြင်ကြီးကိုပဲမျောငင်းနေတဲ့တယ်ဒီလိုနဲ့မောင်ထုံးဟာရွယ်ရောက်လာတယ်ဒါပေမဲ့သူဟာရေသူမလေးကိုဆွဲလန်းတော့မယ်ငါတာငါဖမ်းလိုက်ခဲ့ပါလားမလိုက်ချင်ပါဘူးအပါရဲ့ ။တရွာလုံးရှိမိမတွေရောခလေးတွေပါမကြမ်းတက်တက်ကြွကြွနဲ့ကိုနိုင်ရတာဝန်ကိုတပြောတပါထမ်းဆောင်ရတယ်။မောင်ထုံးကတော့ဘာမှမလုပ်ပဲရေသူမလေးကိုပဲဆွဲလမ်းပြီးအချိန်ရှိသေး၍ငင်းငိုင်နေတယ်။လူဖြစ်လာရင်တာဝန်တစ်ခုတော့ထမ်းဆောင်ရတယ်ကွ။ဒီလိုကြီးငင်းငိုင်နေလို့ပြီးမလား။ဟုတ်သားပဲသားရဲ့။ကျွန်တော်ရေသူမလေးအကြောင်းပဲတွေးနေကြပါတယ်။တနေ့တော့ရေသူမလေးနဲ့တွေ့ရမှာအမှန်ပါပဲ။မောင်ထုံးရဲ့မိတ်ဆွေတွေကလည်းငါးဖန်းလိုက်ခဲ့ဖို့မျိုးမျိုးဖြောင်းပြကြတယ်။ တော်ပါကွာရေသူမလေးကိုငါစောင့်ဖို့ရေးကြည့်တယ်။သူလာငါနဲ့လွဲနေမှာဖြင့်။မောင်ထုံးကဘသူစကားကိုမှနားမဝင်ပဲညနေတိုင်းရေသူမလေးကိုသာမျောငေးနေတယ်။ရေသူမလေးရဲ့မင်းပဲတော်များမှပေါ်လာလိမ့်မလဲကွယ်။မောင်ထုံးကနေဝင်လို့လာထွက်တော့မှပဲသူမျောငေးနေရာကြောက်ဆန်ဝါခွာခဲ့တယ်။ရေသူမလေးနဲ့ဒီနေ့မတွေ့ရင် နောက်နေ့တွေ့မှာပေါ့လို့မျောလင်းနေတယ်။ရေသူမလေးရေမနှက်ပြတ်မှမောင်ကြီးလာဆောက်အောင်မယ်။ တနေ့တော့ညံမျောမြင်ရှိတဲ့မောင်ဝနားဆိုသူလူရွယ်တဦးရောက်လာတယ်။မောင်ထုံးဦးရဲ့မိဘတွေကသူတို့ရဲ့သားမှကြုံတွေ့နေရတဲ့ပြဿနာကိုမောင်ဝနားအားပြောပြတယ်။မောင်ထုံးဦးဆွဲကိုကျွန်တော်ချွတ်ပါမယ်။စိတ်အေးထားပါ။တနေ့မောင်ထုံးဦးမျောငေးရကပြန်လာစဉ်"အိုးရှင်ပါတော်လာ မင်းဆန္ဒရဲ့ကျွန်ုပ်ဤရင်ဝင်တွင်ခိုးဝင်လှဲ့ပါလော"ဒီလူတော်တော်ယူတာပဲမဖြစ်နိုင်တာကိုတန်းတားနေတယ်။ နောင်ကြီးရဲ့ဘာကြောင့်လာမင်းကို တန်းတားနေရတာလဲသိခွင့်ရှိမလား။ဩကျွန်တော်ကလာမင်းကြီးကိုထွေးပိုက်လိုတာကြောင့်ငယ်စဉ်တည်းကလာမင်းကြီးနဲ့နီးမဲ့တဲ့အရက်ကိုလှည့်ပြီးတန်းတားခဲ့ပါတယ်။အိုလာမင်းကြီးဟာဘယ်နေရာဘယ်ဒေသရဲ့ရောက်နောင်ကြီးရဲ့ရင်ဝင်နဲ့ဝင်လာမယ်မဟုတ်ပါဘူး။မဖြစ်နိုင်တာကိုတန်းတားမနေပါနဲ့။ကျွန်တော်ကမြင်တွေ့နေရတဲ့လာမင်းကိုတန်းတားတာဖြစ်နိုင်နေရာရှိပါတယ်။ငါကြီးကတော့မမြင်မတွေ့ဘူးတဲ့ရေသူမကိုတန်းတားတာကအသာပြီးမဖြစ်နိုင်တာပေါ့။ ဒီတော့မှမောင်ထွန်းဟာသူ့မားကိုသူမြင်လာတယ်ဒီချိန်ကစပြီးရေသူမလေးကိုမတွေးတော့ပဲသူ့ဘခင်နဲ့အတူငါးဖန်းထွက်တော်တယ်ခုဆိုသူဟာရေလုတ်သားကောင်းကြီးဖြစ်လာပြီပေါ့ကွယ်ရွှေသွေးကြနဲ့တကြံတကြံအတက်နေဖြစ်ပါသည်ဗြဟ္မကာရစီလာဆိုင်သည်ပုံစုံကရေပုံနဲ့ပေါက်စီကပြွန်းနဲ့လံမားကခွက်နဲ့ပတ်ကြည်ထိုကားထွက်သွားပြီးနောက်ခြေကားတစ်စင်းရောက်လာပြန်သည်ကားမောင်းသောလူကြီးက ်ကလေးတွေကောင်းကောင်းပတ်ကြနော်ရေတုံးနဲ့တော့မပေါက်ပါနဲ့ခွဆောင်းလည်းမခုတ်ကြနဲ့ရေကစားတယ်ဆိုတာသူများနာအောင်ကစားရတာမျိုးမဟုတ်ဘူးပြောချင်လို့အလကားသူကားပေါ်ကောင်နေနာမှာကြောက်လို့ပြောနေတာပါဟေးရေကစားတာဒီတိုင်းရေပတ်နေလို့ပဲပြောမလဲအေးလီဒိုးပတ်လိုက်လို့အာအူးလို့အတန်ထွက်လာမှာပြောစရာကောင်းတာပေါ့ပြပြောဆိုဆိုနဲ့ပေါက်စီကရေတုံးဖြင့်လမ်းပေါက်လိုက်ရာလူကြီးကကမ်းမောင်းထွက်သွားစဉ်ခလေးတွေကဘဘပြောတာကိုနားမထောင်ဘဲကိုကဲလာရှိကမန်းနဲ့ကိုသွားကြမယ် အတော်သဘောကျနေလေသည် ထိုခိုက်စူညံသံများကြရ၍လက်ကြည့်လိုက်ရာကားတစီလူပြေးနှင့်ရောက်လာ၏ဟာဘာဒီလဲတာသိပါဘူးဟဲလန်တရဲဆိုတာနဲ့တူတယ်ဘုံစုံသည်မျက်စိနှောက်၍ရေတုံးနှင့်ပေါ့၏သူတို့ကရှောင်လိုက်၏ပေါ့စီကခွဆောင်းခုတ်လိုက်လေတော့လက်နှင့်လန်းခံလိုက်၏ဘုံစုံကပြုံးနှင့်ထိုးပြန်ရာမဖြုံလမ်ပါကရေတုံးခက်ကြီးကြီးနှင့်တအားကုန်ပေါက်လိုက်ရာနောက်စီကိုထိမှန်သွားသည်ဖြင့် တော့ပွားလာကြပြီးကျိန်းလာမောင်းလာလောက်က ပြန်ပြစ်ကြသဖြင့်ခြောက်ွာခြောက်တဖန်ပေါက်စီတို့ကပြန်ဆားကြရာကားပေါ်ကရီတုံများကိုအချိန်ကြီးပြွာဖြင့်တပြိုင်တည်းပြစ်လိုက်ကြ၍ပေါက်စီတို့နာကျင်ကုန်များ၏ထိုခိုက်ကားသည်တချိန်လုံးမောင်းထွက်သွားလေတော့သည်သူတို့ကိုယ်တိုင်နာကျင်ကြတော့မှထိုကားမောင်းသောလူကြီးစကားကိုသတိပြုမိလေသည်ရွှေသွေးကြနဲ့ရီတာခိုခြင်းအောင်ရွှေအင်းနဲ့မြမေးဟာညီကိုပေါ့ ရွှေကအစစအရရာလုံလဝရိယရှိတယ်အလုတ်ကြိုးစားတယ်မြမေးကတော့ပြင်းတယ်အလုတ်ကိုရေးတာကိုတယ်တနေ့တော့ဘိုးရီကြီးက ရွှေနဲ့မြမေးကိုခေါ်ပြီးတော်ရဲထင်းဝင်ထွက်ခဲ့တယ်တော်ရဲရောက်လို့ဘိုးရီနဲ့ရွှေရာထင်းတွေကိုကြိုးကြိုးစားစားရှာနေကြတယ်မြမေးကတော့သူ့အကျင့်တိုင်းရိတ်ကောင်းတဲ့သစ်ပင်အောင်မှာသွားအိတ်နေတယ်အတန်ကြာတော့ထင်းတွေအများကြီးကြတယ်ဒီနေ့တော့တော်ပြီမြီးရာထင်းတွေအိမ်ပြန်တယ်ဖို့မြမေးကိုခေါ်ရွှေကြီးခေါ်တန်ကြတော့ မဖြစ်ဘူးငါသွားပုံနေမှာနုမဟုတ်ရင်ချင်းနေတဲခိုင်းနေအောင်မယ်ဟာတော်ပဲဟူရှိကတက်ကောင်းနေဝင်ပုံနေမယ်ရွှေရီတို့လွန်သွားမှနောက်ကနေဇိမ်းနဲ့လိုက်သွားမယ်ဘိုးကြီးနဲ့ရွှေရီဟာမျက်မေးကိုမတွေ့တာနဲ့ထင်းတွေကိုနှစ်ယောက်တည်းတည်ခဲ့ကြတာမျက်မေးပုံနေတဲ့တတုံးကြီးနားရောက်လာတော့တယ်ညီကြီးဒီတုံးကြီးကလည်းချင်းနေအများကြီးရနိုင်နေကွအိမ်ကိုတည်သွားရအောင်တုံးကြီးကတည်ရမှလေးရတယ်ထင်တယ်ကိစ္စမရှိပါဘူးပို့ပို့ဒီနေရာကဂုံချောကြီးပဲလှိမ့်ချလိုက်လို့ရပါတယ် ပြပြောစစိုးရွှေကြီးကတုံးကြီးကိုကန်ချလိုက်တယ်။တုံးကြီးဟာလိန်စင်းသွားတယ်ဆိုရင်ပဲအထဲကမြမေးရဲ့အော်တန်ကထွက်လာတော့တယ်။အမလေးပြားကြောက်ပါပြီဗျာ။အောင်းနှားရောက်လို့တုံးကြီးရက်သွားတဲ့အခါဘိုးရည်နဲ့ရွှေကြီးတို့ပြေးပြေးကြည့်လိုက်တော့လို့ကောင်းတယ်ကောင်းတယ်အဲ့ဒါအလုံးမလုံးချင်မဲ့ရေးသားခိုးခြင်းအောင်လေ။ရွှေသွေးကြနဲ့ចောင်းသားစုံတော့အောင်ဘူးခင်မောင်ထွန်းရှင်ဘားကျွဲဖိုးတောင်းနဲ့ဂျယ်နီတို့ဒီကင်းတဲ့အနီးတွင် ထိုင်နေကြစဉ်ထွန်းငင်လာပြီဟဲ့ ။ဦးကျွဲ့မီရဲ့နွားကြီးပျောက်သွားလို့တယ်ကွာ။ဘယ်တော့ငါပျောက်တာလဲ။မနေ့ကကွာစကြက်ကပြန်မလာဘူးတဲ့။တနာပါတယ်။သူ့မှာနွားတကောင်နေနဲ့ဘလို့လဲထုံးမလဲ။တို့စုံငန်းမိကြရင်မကောင်းဘူးလား။တို့ဦးလေးအိမ်မှာညကအမဲသားချက်တယ်။ဒါပေမဲ့အမဲသားကိုစကားကြီးကဝဲလာတာတဲ့။သူခိုးတက်တာဖြစ်မှာပဲကွာ။လေးနံပါတ်ကိုခက်ပြစ်သွားရင်တို့စုံငန်းညမယ်။ဟိုမှာခွေးတကောင်ဘာကိုက်နေတယ်လဲမသိဘူး။ရိုးချောင်းကိုကိုက်နေတာကွာ။ ချောင်းရိုးတဲကိုဆင်းပြေးသွားတယ်ဟေ့ဟေ့ဒီမှာပုတ်ဆော့နေတယ်ဟိုကွေးထွက်ပြေးသွားတယ်ဟေ့ဒီမှာနွားရိုးတွေနဲ့နွားကောင်းဝင်ကြီးခေါင်းကိုထူးတက်ထားတာကွဥကျွတ်နေရဲ့နွားဖြစ်မှာပဲနန်းနေကွာဒီဘက်ကိုလာကြဟေ့ဒီမှာကြည့်စမ်းဒီသစ်ပင်ကိုခုတ်တဲ့လူတွေဟာနွားကိုပေါက်စိတ်နဲ့ထူးတက်တာဖြစ်မယ်နွားကောင်းဝင်ကြီးမှလည်းပေါက်စိတ်နဲ့ထူထားတဲ့ဒဏ်ရာမျိုးပဲကွဒါဖြစ်နိုင်တယ်ညံလာကြဟေ့လူကြီးတွေကိုသွားပြောကြရအောင် ပျောက်ဆုံးနေတဲ့ဦးကျွမ်းနီရဲ့နှွားကြီးကိုចောင်းသားကလေးတွေစုံစမ်းလို့ရပြီတဲ့ចောင်းသားကလေးတွေစုံစမ်းတာအမှန်နေပြီဆိုတော့ဒီလူနှစ်ယောက်ကိုရေးရုံမဲရှိတော့တာပေါ့နောက်ဆုံးနဲ့နှွားပိုးသောလူနှစ်ယောက်ကိုဖရုံးနိုင်ခဲ့တဲ့ဖြင့်သူတို့အားလုံးကိုဒီဝါလုံးကချီးကျူးကြလေတည်းရွှေသွေးကြနဲ့ညီမာနဲ့ဆွဲကြိုးចောင်းကိုဆွဲကြိုးဆွဲသွားလို့ဆီယမားကခွင့်ပြုမှာမဟုတ်ဘူးတမီးရဲ့အင်းကြီးအောင်သွင်းပြီးဆွဲသွားမှာပါ ချောင်းရောက်တဲ့အခါနီနီမာကလေးဟာဆွဲကြိုးကြပြောင်းမှဆိုလို့တခြားเจ้าသူတွေနဲ့အတူဝင်မကစားရဲဘူးနီနီမာဆွဲကြိုးဖွက်ဆွဲပြီမဲ့ဒါကိုချောင်းနေတဲ့လေသမားတယောက်ကမြင်သွားပြီးဟိတ်ကလေးမမင်းမမေเจ้าမြင်မှာစောင့်နေတယ်ကွဥရဲ့သုံးမင်းကားနဲ့လာတာဟိုတောက်နာမှာကွလာလာเจ้าမြင်လူရှင်းတဲ့နေရာရောက်တာနဲ့ဆွဲကြိုးကိုအတင်းချုပ်ယူပြီးပြေးပါလေရောဟင်ခုလိုဖြစ်မှဆိုလို့စိန်ရွှေဝဲမလာဘူးဆီယမားတို့ကတားတာဗောမှားပါပြီဆီယမား ခုလိုကတ်တုံးစလံကောင်းလေးတွေကိုချိန်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးလိုပါပြီးဖို့မြစ်တိုက်ရခံပါတယ်